မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့လေကောင်ဗဘဲတန်းမြို့နယ်မဟာဗန္ဓုလလမ်းမပေါ်ရွှေဘုံသာလမ်းနဲ့28လမ်းကြားမှာရှိတဲ့တိတ်ရှိန်ရွှေဆိုင်ဓမြတိုက်ခံရပြီးတော့ရွှေတဲ့ပစ္စည်းများပာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မက်စလာ23ရက်နေ့မနက်7:45မိနစ်ဝင်းချိန်အချိန်မှာဗဘဲတန်းမြို့နယ်မဟာဗန္ဓုလလမ်းမပေါ်ရွှေဘုံသာလမ်းနဲ့28လမ်းကြား အမှတ်909အခန်းခုနဲ့မှာဖွင့်လှစ်ထားတဲ့တိတ်ဆိတ်ရွှေဆိုင်ကိုလူတချို့ကဝင်းရောက်ဓမြတိုက်ခဲ့ရောင်းရွှေတဲ့တချို့ပါသွားပြီးတော့အဲ့ဒီအမှုနဲ့ပတ်သက်ပြီးတော့ရဲနဲ့စစ်တပ်များကစစ်ဆေးနေတယ်လို့သိရပါတယ်ဓမြတိုက်ခံရတာမှန်ပါတယ်ရွှေတဲ့တချို့ပါသွားပါတယ်ဘလောက်ပါသွားလဲဆိုတာတော့မသိရသေးဘူးစိုင်းပိုင်ရှင်ကတော့အမှုခင်းနဲ့ပတ်သက်ပြီးတော့လိုက်လုံနေတယ်လို့ရွှေဆိုင်နဲ့နှိစက်တယ်ရန်ကုန်ရွှေကုန်တွေတွေကအတီးပြုတ်ပြောကြားထားပါတယ်ရန်ကုန်တိုင်းဗပေတန်း29လမ်းမှာနေထိုင်တဲ့ဒေသခံပြည်သူတို့ကရွှေဆိုင်ဓမြတိုက်ခံရပြီးမှပြည်သူများကသိခဲ့တာဖြစ်ပြီးတော့ ်မနက်စောစောအချိန်မှာရုတ်တရက်ဝင်ရောက်ဓမြတိုက်သွားခြင်းဖြစ်တယ်လို့သိရပါတယ်လူ၄ယောက်ဓမြလာတိုက်သွားတယ်လို့ပြောတယ်တိုက်သွားတဲ့အချိန်မှာမသိလိုက်ဘူးဓမြတိုက်ခံရပြီးမှသိလားလို့26လက်မှာနေထိုင်တဲ့ပြည်သူကရှင်းပြထားပါတယ်ရန်ကုန်မြို့ကအများရဲ့ပြောဆိုချက်အရရန်ကုန်မြို့လေကောင်းမှာအခုရက်ပိုင်းမက်လ28ရက်နေ့တက်မတော်နေ့အတွာစစ်တပ်နဲ့ရဲများကလုံခြုံရေးများကိုတုံးပြင်ထားပြီးတော့နေရောညပါလုံခြုံရေးတွေတင်းကျပ်ထားတဲ့အချိန်မှာဓမြတိုက်ခံရခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အင်းတော်ကသာလမ်းမိုက်တိုက်ပွဲမှာစစ်ကောင်စီဘက်ကတေဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာအလုံးမရှိတဲ့အတွက်ပတ်စံယူပြီးတော့စစ်မှုထမ်းတဲ့လိုက်သွားတဲ့ဘကိုးတိုင်းနဲ့ AR တိုင်းကအမျိုးသားတချို့ပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အင်းတော်မျိုးကိုစစ်ကူသွားတဲ့အင်အား150ခန့်ပါတဲ့စစ်ကြောင်းကိုကတားမျိုးပင်လွတ်ရွာအနီး ပန်းတောင်ကြီးပန်းတောင်လေးတောင်မှာမက်စလာ15ရက်နေ့မှာ KIA နဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာပြတ်သွားပြီးတော့33ဦးသေဆုံးက10ဦးဒဏ်ရာရရှိပြီးတော့31ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တစ်စစ်ဒေသကသတင်းထုတ်ပြန်ထားပါဗျ။အဲ့ဒီစစ်ကြောင်းမှာစစ်မှုထမ်းဥပဒေနဲ့စစ်သားစုဆောင်ခံရတဲ့တင်းနှန်းစစ်အများပြားပါဝင်နေပြီးတော့ဘကိုးတိုင်း ဒိုင်ဦးမျိုးအေအော်ရီတိုင်းမြန်အောင်မျိုးကစစ်တန်တန်းဆဲအမျိုးသားတချို့လဲပါဝင်နေတယ်လို့ဒေသခံများကပြောပါတယ်ကျွန်တော်တို့မျိုးကနေပါသွားတာက၂ယောက်၂ယောက်လုံးတည်တယ်လို့ကြားတယ်သူတို့ကတယောက်ကို350ယူပြီးတော့လိုက်သွားတော့ပါအခုတော့အလောင်းပြန်မရဘဲနဲ့နိုင်ရေးလို့ဖို့ပြင်နေကြတယ်လို့မျိုးကန်တူကပြောပါတယ်တိုက်ပွဲအတွင်းမှာဒဏ်ရာရပြီးတော့ပြန်ဆုတ်ခွာသွားတဲ့စစ်ကောင်စီစစ်ကြောင်းမှာအေအော်ရီတိုင်းမြန်အောင်မျိုးနဲ့တပြေကုန်းရွာကအသက်25နှစ်အရွယ်အမျိုးသားတအူးပါဝင်တယ်လို့သိရပါတယ် အောင်သူလို့ခေါ်တဲ့အဲ့ဒီအမျိုးသားဟာအလုံလက်မဲ့တဦးဖြစ်ပြီးတော့အရအလွန်ကျော်တောက်သူဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်။အဲ့ဒီဒေသခံများစီကနေပြီးတော့တအိမ်ကိုတသိန်းကျပ်စီစုပြီးတော့ငွေကျပ်350ယူပြီးစစ်တင်နဲ့တက်ရောက်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။2024ခုနှစ်နိုဝင်ဘာလမှာကွင်းကောက်မြို့အမှတ်၅လေးကျင်းရေးတပ်မှစစ်တင်နဲ့တက်ပြီးတော့2025ခုနှစ်မတ်လဇန်ပိုင်းမှာ ထောက်ချက်အခြေဆိုင်စစ်ကောင်စီရဲ့တပ်ရင်းကိုပို့ဆောင်ခံရပြီးတော့အဲဒီကမှတဆင့်ကတားမျိုးမှာရှိတဲ့ခမရ309ကိုထပ်မံပို့ဆောင်ခံလိုက်ရတယ်လို့သိရပါဗျ။ကတားကိုသွားကနေမှအိမ်ကိုဖုံးဆက်တယ်ဟတ်စကီနဲ့သူ့သွားရမယ်ဆိုပြီးတော့ပြောတယ်ဟိုရောက်ပြီးနောက်တစ်ခါပြန်ဆက်တော့ဒဏ်ရာရနေပြီတဲ့ကျွန်တော်တို့ကသူ့အတွက်တသိန်းစီပေးလိုက်ရကြတဲ့ကဂရုကဆိုပြီးတော့အပိထဲလိုက်တာလို့တပြေကုန်းကအမျိုးသားတို့ကပြန်လဲပြောပြထားပါတယ်စစ်ကောင်စီတက်ဟာစစ်မှုတန်းဥပဒေနဲ့ခေါ်ဆောင်သွားသူများကို 3လလောက်စစ်တင်တန်းပေးပြီးတော့ရှေ့တန်းကိုပို့ပြီးစစ်တိုက်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်စစ်မှုထမ်းတဲ့စုဆောင်းခံရတဲ့စစ်သားများဟာဒေသအနှံ့တိုက်ပွဲတွေမှာပေဆုံးဒဏ်ရာရသူတွေများတယ်လို့ပြောပါတယ်။ AR တိုင်းတဲ့ကတိုက်ပွဲတွေမှာလည်းစစ်တင်တန်းဆင်းနေကိုပဲသုံးတာအခုသခိုင်းတိုင်းတဲ့အထီကို AR ကနေပို့နေရတာဆိုတော့စစ်ကောင်စီဘက်မှာလူအင်အားလုံးဝမရှိတော့ပါဘူး။အခုလိုအချိန်မှာဗျပြိုင်နက်ထဲထိုးစစ်စင်နာတွေလုတ်လိုက်ရင်စစ်ကောင်စီဘက်ကပြုတ်ကြမှာတေချာတယ်လို့သခိုင်းတိုင်းပလဲမျိုးက PDF တအူးကပြောပြထားပါတယ်။မန္တလေးတိုင်းမှာ မက်စလာဒုတိယပတ်မှာစစ်တပ်စစ်ကြောင်းပြအောင်တိုက်ခိုက်ခံရတဲ့တိုက်ပွဲများမှာလည်းတင်းနှန်းစစ်တပ်သားတက်များစွာပါဝင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲများမှာတေဆုံးဒဏ်ရာရတဲ့စစ်တုံးဘက်အဖြစ်နဲ့ဖမ်းဆီးခံရတဲ့ဒုတိယထဲမှာတင်းနှန်းစစ်တပ်သားတက်များစွာပါဝင်နေကြောင်းတိုက်ခိုက်ခဲ့တဲ့ PDF စစ်ကြောင်းကတာဝန်ရှိသူများကပြောကြားထားပါဗျ။နထိုးကြီးမြို့နယ်မှာမက်စလာ၉ရက်နေ့ကတပ်မတရတဲ့လက်အောက်ခံတပ်ရင်းနေနဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ရဲများပူးပေါင်းလာတဲ့အင်အား200ခန့်ပါတဲ့စစ်ကြောင်းကိုမြင်းကြံခရိုင်တိုက်ရင်း၄၁၀နထိုးကြီး PDF နထိုးကြီးဘက်ကဖောက်တော့ကတိုက်ခိုက်ခဲ့ရ။ စစ်ကောင်စီတပ်ဘက်က40ကြော်တေဆုံးပြီး15ဦးဒဏ်ရာရရှိကစစ်တုံးမှန်14ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့နထိုးကြီး PDF ကတာဝန်ရှိသူကပြောပြထားပါတယ်စစ်တုံးမှန်တွေထဲမှာစစ်သားတက်3ဦးပါဝင်ပြီးတော့တေဆုံးဒဏ်ရာရတဲ့သူတွေထဲမှာလည်းတင်းနှင်းစစ်သားတက်တွေပါဝင်တယ်လို့၎င်းကဆက်လက်ပြောပြထားပါတယ်ညောင်ဦးမြို့နယ်ငတယောက်ဒေသကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမက်လ14ရက်နေ့ကဒေသခံကာကွယ်ရေးတပ်များကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမှုအပါအဝင်တေဆုံးထိခိုက်သူတွေများပြားခဲ့ပြီးတော့စစ်ကြောင်းပြတ်သွားတယ်လို့ ညောင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ပကဖတာဝန်သားကပြောကြားထားပါတယ်။တိတ်ဆုံးတဲ့ဒူတွေထဲမှာတင်တန်းစင်ပြည်သူစစ်များလည်းပါဝင်တယ်လို့၎င်းကပြောပါတယ်။ဗကံဘက်ကပြည်သူစစ်တွေတော်တော်များများပါတယ်။ကြသွားတာလည်းအဲ့ဒီကောင်တွေပဲကြတာများတယ်လို့၎င်းကပြောဆိုထားပါတယ်။အရခတတော် AA ကတိုက်ခိုက်သိမ်းယူခဲ့တယ်။ဂွားမြို့တိမ်တိုက်ပွဲမှာလည်းစစ်ကောင်စီက AOD တိုင်းကစစ်တင်တန်းစင်တပ်သားတွေများကိုပို့ဆောင်ခဲ့ရာအများပြတိတ်ဆုံးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကအချမ်းဘတ်ဒူးစစ်ခေါင်းဆောင်စိုးဝင်းဦးဆောင်နဲ့ GA လေးထိပ်ပိုင်းခေါင်းဆောင်များဟာ ပတိမျိုးကိုလာရောက်ပြီးတော့စစ်မှုထမ်းတင်တန်းဆင်းများနဲ့တွေ့ဆုံခဲ့ပြီးတိုက်ပွဲများအတွဲမှာလက်နက်မချရန်မကြောက်လန့်ကြရန်ပြောသွားခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းစစ်မှုထမ်းတင်တန်းဆင်းတပ်သားတွေများဟာတိုက်ပွဲအတွဲမှာတိုက်ဆုံမှုတွေများနေသလိုထွက်ပြေးတာတွေလည်းရှိနေတယ်လို့သိရပါတယ်။အောင်သူဟာယခုအခါကတာမျိုးခမရ309မှာရှိနေပြီးတော့မိသားစုဝင်များကလိုက်လံတွေ့ဆုံရန်စူးစမ်းနေတယ်လို့သိရပါတယ်။သို့တော်လည်းစစ်ကောင်စီကကတာမျိုးအထိလိုက်ခွင့်မပေးတဲ့အတွက်ဘလို့ဆက်ပြီးတော့လှုပ်ဆောင်ရမယ်ဆိုတာကိုမသိဘူးလို့ပြောဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာကင်းပတ်နေတဲ့စစ်ကောင်စီရဲ့ကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ21ရက်နေ့ည9:20မိနစ်အချိန်မှာစကိုင်းမြို့ပေါ်မှာရှိတဲ့ရွှေမင်းဝဗဒမြားနီလာဦးရက်ွက်တွေကပြူစောထီးများဟာကားရစီးနဲ့စကိုင်းမုံရွာရွှေမိုးလမ်းမကြီးပေါ်မှာကင်းပတ်နေတဲ့အချိန် စိုးချက်ရစာတင်ကြောင်းအနီးအရောက်မှာမိုင်းဆွဲတက်ခတ်ခဲ့ရောကားရဲ့ရှေ့ပိုင်းထိမှန်ခဲ့ပြီးတော့ကားပေါ်မှာပါလာတဲ့ပြူစောထီးများဖိခိုက်တိတ်ဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်ကားပေါ်မှာကပြူစောထီး9ယောက်6ယောက်လောက်ပါမယ်ထင်တယ်ဆွဲတော့ကတော့တစည်းတည်းပဲခဏနေတော့နောက်ကနေကားနှစ်စီးထက်ရောက်လာတယ်အသေးပြောက်ကတော့ရှိနိုင်တယ်အတိအကျသိရဖို့ကတော့ကျွန်တော်တို့တွေစုံစမ်းနေပါတယ်ထိမှန်တဲ့ကားရဲ့အင်ဂျင်အဖုံးကတော့ မိုင်းဆွဲတဲ့နေရာမှာကြကြံရိတ်ခဲ့တယ်လို့လင်းယုံညင်းအောင်ပြောက်ကြားတဲ့ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုလင်းယုံညင်းအောင်ပြောက်ကြားတဲ့ဖွဲ့ကရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့အချမ်းပါစစ်တပ်ရဲ့စစ်ကွင်းဂိတ်တိုက်ခိုက်ခံရပြီးတဲ့နောက်စစ်တပ်ကညအချိန်လေးမှာတွာလာခွင့်များကိုကတ်တက်လိုက်ပြီးတော့ ြစ်မိတ်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ20ရက်နေ့ကမင်းလာမြို့နယ်စစ်ကွင်းမြို့အုတ်တွင်းကျေးရွာအနီးရန်ကုန်ပြည်လမ်းပိုင်းမှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကိုတာယာရီခရိုင်တရင်33ကျန်းနဲ့တပ်ခွဲနှစ်ကရဲဘော်များကဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးတိတ်ဆုံးသွားတယ်လို့သိရပါဗါးအဲ့ဒီတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မက်စလာ22ရက်နေ့ကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ကရန်ကုန်ပြည်ကားလမ်းပိုင်းကိုညအချိန်မှာတွာလာခွင့်များကန့်တက်လိုက်ပြီးတော့စစ်တပ်ဂိတ်များကိုည6နာရီကနေမနက်6နာရီအတွင်း ပြည်သူများသွာလာခွင့်တွေကိုပိတ်ပင်လိုက်တာမတင်ကားလာကပြစ်ခတ်မှုများလှုံ့ဆော်နိုင်ပြီးတော့ပြစ်မိန်မှာပေးထားတယ်လို့သိရပါဗါးဒါအပြင်ပြစ်ခတ်ခံရမှုအတွဲမှာအကြမ်းစစ်ကောင်စီတပ်သားများအလံဖြူထောင်ပြီးတော့စစ်ကွင်းမြို့ရဲကိုထွက်ပြေးတာကိုစစ်တပ်အရာရှိများကဒေါသထွက်နေပြီးတော့မင်းလာမြို့နယ်ထွေအုံယုံကဗိုလ်ကြီးတအုပ်ကို တာဝန်ဝတ္တရားပေါ်ရောက်မှုနဲ့ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမင်းလာမြို့နယ်စိန်ကန့်လိုက်ရွာအခြေစိုက်ခလာရတက်တိုင်ရင်မှာလဲ PDF တပ်ဖွဲ့များလာရောက်တိုက်ခိုက်မာကိုကြောက်လန့်ပြီးတော့တိုင်ရင်ပတ်ပတ်လဲမှာကင်းနေများဆောက်လုံနေပြီးမြို့ပေါ်မှာလဲဘန်ကာများထတ်တိုးပြီးတော့လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ရန်ကုန်ပြည်ကားလမ်းမှာရှိတဲ့စစ်ခွေးဂိတ်တွေကိုည6နာရီကနေမနက်6နာရီအတွင်းပြည်သူတွေတွာလာခွင့်ကိုပိတ်ပင်လိုက်ပါပြီ။ စစ်ခွေးတွေကမတင်ကြရင်ပြစ်မယ်လို့ပြောတယ်ပြစ်မိတ်ကိုပါပေးထားတယ်လို့သိရတယ်စစ်ကွင်းဂိတ်တိုက်ခတ်ခံရပြီးတော့အကုန်လုံးကြောက်နေကြတာပါစစ်ခွေးတွေအင်အားမတိုးနိုင်လို့ပြူခွေးတွေကိုပါအင်အားတွေတိုးပြီးချထားတယ်နောက်ပြီးတော့တာဝန်ဝတရားပေါ်ရမှုနဲ့ထွေးအုံယုံကစစ်ခွေးဗိုလ်ကြီးတကောင်လဲဖမ်းဆီးစစ်ဆေးခံနေရတယ်လို့သိရပါတယ်စိန်ကန့်လိုက်ရွာအခြေဆိုင်ခါလိုက်ရတစ်ကိုလဲ PDF တက်တွေလာမာကြောက်လို့ဆိုပြီးတက်ရဲ့ပတ်ပတ်လဲမှာကင်းနေတွေစောင့်နေတယ်စစ်ကွင်းမြို့ပေါ်မှာလဲခန်းစစ်တွေပြင်နေတယ်လို့ဒေသအုပ်ချုပ်ရေးနဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံကြီးနယ်ကြိုက်ထုံမြို့နယ်ခရွဲရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခတ်ရာတန်ဃာတော်တပားပြန်လုံတော်မူပြီးတော့နှစ်ပါးထိခိုက်ဒဏ်ရာရရှိကာ ဖုန်ကြီးကြောင့်လည်းပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ22ရက်နေ့မနက်9:00နာရီခွဲအချိန်မှာဝေါ်မြုံနယ်လက်ပယ်ရွာမှာအခြေစတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်က KNU ကရင်အမျိုးသားအစည်းအရုံးကော်တူးလီအုပ်ချုပ်မှုနယ်မြေဒူးတဒူခရိုင်ကြိုက်ထုံမြို့နယ်ခရွဲကျေးရွာအုပ်စုခရဲရွာမြောက်ပိုင်းမှာရှိတဲ့ဖုန်ကြီးကြောင့်ကိုလက်နက်ကြီးတစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုကြောင့်ဖုန်ကြီးကြောင့်အမိုးပေါ်ကိုလက်နက်ကြီးကြီးကြိုက်ရောက်ပောက်ကွဲခဲ့ပြီးတော့ဦးစင်တပါပြန်လောင်တော်မူကနှစ်ပါလက်နက်ကြီးကြီးစထိမှန်တရားရရှိခဲ့ပြီးတော့ဖုန်ကြီးကြောင့်အဆောက် ုံများလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အာနာသိအချမ်းဖတ်စစ်ကောင်စီဟာယခုအခါမှာလေးချောင်းကနေတော်၎င်းလက်နက်ကြီးများနေတော်၎င်းသာသနာနယ်မြေများကိုကျင်းဖန်များစွာတိုက်ခိုက်ပြီးတော့အလုံးဆက်ဆုပ်ရုံရှားပွဲကောင်းတဲ့လောက်ရများကိုကျူးလွန်လျက်ရှိတယ်လို့ KNU ဗဟိုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမြင်းမှုမျိုးနယ်မှာရှိတဲ့ကျေးရွာနှစ်ရွာကိုအကြမ်းဖက်ဆက်တပ်ကစစ်ကြောင်းထိုးပြီးတော့နေအိမ်များကိုမိရှုကပြည်သူကုန်းအုပ်ကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလန်၂၁ရက်နေ့မနက်9:00နာရီကမှမြင်းမှုမျိုးနယ်ချေရတော်ရွာနယ် ကြော့မင်းရွာကိုအချမ်းမဲ့စစ်ကောင်စီတပ်သားများကအင်အား150ခန်းနဲ့ဝင်းရောက်စီးနှင်းပြီးတော့ပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။အချမ်းမဲ့စစ်တပ်ရဲ့မိရှို့ဖျက်ဆီးခြင်းကြောင့်ချေရတော်ရွာကနေအိမ်6လုံးနဲ့ကြော့မင်းရွာကနေအိမ်2လုံးတို့မိလောင်ပြချခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်အချမ်းမဲ့စစ်ကောင်စီတပ်သားများဟာချေရတော်ချေးရွာကပြည်သူ3ဦးနဲ့ကြော့မင်းရွာကပြည်သူ6ဦးကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်လို့သိရပါဗျ။မြင်းမှုမြို့နယ်ချေရတော်ချေးရွာကိုအင်အား150လောက်နဲ့စစ်ခွေးတွေကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့နေအိမ်6လုံးကိုမိရှို့ဖျက်ဆီးသွားပါ ါတယ်နောက်ပြီးတော့ကြော်မင်းရွာကနေအိမ်တစ်လုံးကိုလည်းဖမ်းမှန်မိရှုဖျက်ဆီးသွားပါတယ် ခြေရတော်ကြေးရွာကပြည်သူ၃ဦးနဲ့ကြော်မင်းရွာကပြည်သူ၆ဦးကိုလည်းဒဇာကံဖြစ်နေဖမ်းဆီးသွားပါတယ်လက်ရှိအချိန်မှာပြည်သူတွေကဘေးလွတ်ရာကိုတကွဲတပြားနဲ့ရှောင်နေကြရတော့ဖမ်းဆီးခဲ့တဲ့ပြည်သူအရေးအတွက်ကိုတော့တေချာအတိမပြုတ်နိုင်သေးဘူးလို့မြင်းမှုမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်မှာဘုံမင်းကြီးကင်းလမ်းကွဲမှာရှိတဲ့စစ်တပ်တပ်ဆွဲထားတဲ့နေရာကိုဝင်ရောက်သွားတယ်လို့သိရပါတယ်အလားတူပဲမကွေးတိုင်းရေစကြုံမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုဇက်တိုက်ဝင်ရောက်စီးနှင်းနေတယ် လူသက်မီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပြည်သူအယောက်90ကျော်ကိုလူသားတိုင်းပြုတ်လုပြီးတော့ဆက်လက်စစ်ကြောင်းထိုးနေကြောင်းရေစကြို Township Info Committee ကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။မတ်လ22ရက်နေ့ကငတရော်ရွာမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမိုးဖြူရွာနဲ့မိုးခွဲရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန် မိုးခွဲရွာအနောက်ဘက်ကျုံးခုံပေါ်မှာထွက်ပြေးတိတ်ဆောင်နေတဲ့တက်ကြီးရွယ်အိုများနဲ့ကလေးတငယ်များအပါအဝင်ပြည်သူအယောက်90ကျော်ကိုပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးဖမ်းဆီးခံရတဲ့ပြည်သူအယောက်90ကျော်ကိုမက်စလာ22ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလူသားတိုင်းပြုတ်လုပြီးတော့ကံဦးရွာကိုဆက်လက်ဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါဗါးစစ်ခွေးစက်ကြောင်ကမနေ့ကကံဦးရွာကိုမိုးလွဲပိုင်းမှာဝင်းအောင်စီးနေတဲ့သူတို့ဖမ်းထားတဲ့လူသားတွေကိုလည်းဒိုင်းကအဖြစ်နဲ့ခေါ်သွားတယ် ်မိုးဝဲရွာကထော်လာကြီးတွေလဲတွေကိုချောဆွဲပြီးတော့ခေါ်သွားတယ်လို့ရေစကြို Township Info Committee ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမြေစုံတော်ဇလတ်နေတာကောင်လေးပန်းညိုမြောင်းနေကြီးရွာတို့ကပြည်သူပိုင်းနေအိမ်အများပြားကိုမိရှုပ်ဖျက်ဆီးခဲ့ပြီးတော့မြေစုံတော်ရွာကအသက်80ကျော်အရွယ်ဦးဟန်တင်အသက်60အရွယ်ဦးထေးမြင့်အသက်88နှစ်အရွယ်ဦးတန်မနေ အသက်60အရွယ်ဒေါ်တန်းပြည်အသက်86နှစ်အရွယ်ဒေါ်လာငွေအသက်68နှစ်အရွယ်ဦးကြည်ထေးအသက်69နှစ်အရွယ်ဦးအောင်မြိုင်အသက်35နှစ်အရွယ်ကိုတန့်စင်အသက်40အရွယ်ကိုအောင်လင်းနိုင်မလကာချန်ရွာကအသက်80အရွယ်ဦးညွန့်ဝေအသက်50အရွယ်ဦးစန်းဝင်း တာကောင်လေးရွာကအသက်65နှစ်အရွယ်ဦးချင်မောင်တာကောင်ရွာမကအသက်42နှစ်အရွယ်ဦးသားမင်းနိုင်အသက်62နှစ်အရွယ်ဦးအောင်အသက်80အရွယ်ဒေါ်စန်းဝင်းနဲ့အမည်မသိတဲ့ပြည်သူ၃ဦးကိုတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ရေလကြုံမြို့နယ်မှာလည်းအကြမ်းဆစ်ကောင်စီတပ်သားများကဖုန်းလိုင်းများနဲ့အင်တာနက်လိုင်းများကိုဖျက်တောက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ